ကာမာလီယာဘာလုံးစက်ကူဖောင်အမြဲတမ်းကောင်းမှဆွတ်ထားတာလေမေနန်ဆိုရဲဒီကာမာလီယာနှစ်ပေါင်းများစွာကြောင်းလို့စက်ကူဖောင်ကောင်းမှဆွတ်ထားပါတယ်သူမကအရင်လဲရှက်တက်တာကြောင့်အပြင်းလဲမထွက်သလိုကြောင်းလဲမတော်ဘဲနဲ့အွန်လိုင်းကနေပဲစတင်တာပါဒါအပြင်သူမကမှန်လဲမကြည့်ပါဘူးသူမကအကိုဖြစ်တဲ့ပလာဝန်ရဲ့အဖေရနေပဲအတူတူနေတဲ့သူပါမိသားစုရင်းကလည်းသူမမျက်နှာကိုမမြင်ရတာနဲ့တော်ကြပါပြီ။အကွာအဲ့လိုနေလို့သူမကိုအယူဆိုပြီးတော့ဆားလိုက်ပါရီ မင်းတန်ကစိတ်ထိတ်ခိုက်သွားပြီးတော့ငိုတော့အဖေရအကိုဖြစ်သူကိုစူပြီးသူ့သမီးကိုနှစ်သိမ့်ပေးပါတယ်တကယ်တော့မင်းတန်ဟာငငယ်တုန်းကတာမန်ကလေးတွေလိုပဲကျောင်းမတငယ်ချင်းနေနဲ့ပျော့ပျော့နေတတ်တဲ့သူပါတရမှာတော့ចောင်းကန်းကအချောဆုံးកောင်လေးကိုတခြားចောင်းသားတွေရှေ့မှာဖွင့်ပြောခဲ့ပါတယ်ဒါပေမဲ့កောင်လေးကទូម៉ាကိုញញလိုက်ပါတယ်ဒါរីမကသေးပါဘူးទូម៉ាကိုយកអសូဆုံးលូលុပြောပြီးတော့ញ៉ណាကိုဖုံထားတဲ့ ਨੇ လို့ပြောလိုက်တာပါအဲဒီစကားကြောင့်တခြားလူတွေကလည်းទូម៉ាကိုយកសូမဆိုပြီးတော့စားနောက်ကြပါတော့တယ် မင်းနာဟာအရန်ကိုစိတ်ထိတ်ခိုက်သွားတော့အိမ်ပြန်လာပြီးတော့ငူပါတော့တယ်။မန်နေကသူ့ရုပ်ကိုလည်းကျင်းရင်နဲ့စိတ်ပြန်လာလို့မန်ကိုပစ္စည်းတွေနဲ့ပေါက်ပါတော့တယ်။အဲ့ဒီကလေးကကြောင်မသွားတော့တဲ့ပြင်အိမ်ပြန်လည်းမထွက်တော့ပါဘူး။တရက်မှာတော့မိုးပြန်ပူပေါင်းကအိမ်ရှိတဲ့ပင်မှာသွားချိန်နေလို့အပြင်ထွက်နေတော့သစိမ်းတယောက်ရောက်လာခဲ့တာပါ။သူမကအရန်ကိုရှက်သွားတာကြောင့်စကူအိမ်နဲ့ခေါင်းကိုဆွတ်လိုက်ပါတယ်။ သူမကအဲ့လိုနေရတာအဆင်ပြေရလို့ခံစားရတာကြောင့်နောက်ပိုင်းမှာစကူဖောင်အမြဲတမ်းဆွထားခဲ့တာဖြစ်ပါတယ်။သူမဖေရဆရာဝန်နဲ့တွားတွေ့ပြီးသူသမီးကိုယောဂပြအောင်ကူပေးဖို့တောင်းဆိုလိုက်ပါတယ်။ဆရာဝန်ကမင်းနဲ့ဟာယောဂဖြစ်နေရမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာထိခိုက်နေရလို့ပြောပြတယ်။လောလောဆယ်မှာတော့သူမဟာမိသားစုနဲ့အဆက်အဆံလုပ်နေသေးလို့အဆင်ပြေနေပေမယ့်နောက်ပိုင်းမှာမိသားစုနဲ့ပါအဆက်အဆံမလုပ်တော့တာမျိုးဖြစ်လာနိုင်တာကြောင့်သူမကိုအပြင်လောကနဲ့ဆက်သွယ်ခိုင်းပါတယ်။ အရာကြောင့်ဖေကမနေ့ကျရင်အကိုနဲ့အတူတူကြောင်းသွားဖို့မင်းနန်းကိုပြောလိုက်ပါရယ်မင်းနန်းကညင်လိုက်တော့ခိုင်းလိုက်လို့တမီးကိုအလိုမလိုက်တော့ပဲသူစကားနားထောင်ရမယ်လို့အမိန်ပေးလိုက်တယ်မင်းနန်းလည်းဝမ်းနေပြီးအခန်းမှာငုံနေတော့အကိုကစက္ကူဖာတဲ့ကိုယူလာပေးတာပါမနက်ကြောင်းတော့အကြောင်းသားတွေကစက္ကူဖာဆွတ်ထားတဲ့သူမကိုဝိုင်းကြည့်ပြီးတော့ရေနေကြပါရီသူမလည်းလူကြားထဲမထွက်ရတာကြတော့ခေါင်းမူပြီးတော့လဲကြမလို့ဖြတ်သွားခဲ့တာပါမလဲကြခင်မှာဆိုင်ကယ်အုပ်ထုပ်ဆောင်ထားတဲ့အကြောင်းသားတယောက်ရောက်လာပြီးတော့ထူပေးလိုက်ပါရီ အရိကောင်လေးရသူကိုယ်သူမင်းတုံလုံးဝိစပ်ပါရင်မင်းတန်းကရှန်နေလို့ဘာမှပြတ်မပြောနိုင်မင်းအ мян ရှောက်သွားလိုက်တာပါလော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 နဲ့ရှောက်သွားလိုက်တော့အเจ้าမနာမည်ဂျီဒီရဲ့လူမိုက်ចောင်းသားလေး0ကိုတိုက်မိသွားခဲ့ပါတယ်စီရိုကမင်းနှံကိုတွေ့တော့သူ့လူတွေနဲ့ဝိုင်းကထားပြီးစက်ကူဖားကိုအတင်းဆွဲချုပ်ခိုင်းပါတယ်။ကံကောင်းလို့မင်းတုံရောက်လာပြီးဇီရိုနဲ့စကားများကြပါတယ်။မင်းတုံကမင်းနှံကိုအဲ့ဒီနေရာကနေဆွဲခေါ်သွားပါတယ်။အတန်းထဲကိုရောက်တော့ចောင်းသားတွေကမင်းနှံကိုစက်ကူလုံးတွေနဲ့ဝိုင်းပြီးတော့ပြစ်ပောက်ကြတာပါ။ မင်းတုံနဲ့လည်းအတန်းတူနေတော့မင်းတုံကတခြားအကြောင်းသားတွေကိုဒေါသထွက်သွားခဲ့ပါတယ်။နေလယ်စာစားတော့မင်းနန်ကအကူကိုရှာမတွေ့လို့တယောက်ထဲထိုင်စားတာပါ။အရေးချင်းတခြားចောင်းသားတွေရောက်လာပြီးစက်ကူဖောက်ဆွဲချုပ်ဖို့လုပ်တာကြောင့်ဘာမှမစားဘဲနဲ့ထွက်လာခဲ့ပါတယ်။ခုံနှမ်းမှာထိုင်နေတော့မင်းတို့ရောက်လာပြီးသူမဘာမှမစားရသေးတာသိလို့ပေါင်ပေါင်ကျွေးလိုက်ပါတယ်။သူမနဲ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောတော့မင်းနန်းကလက်ခံလိုက်ပြီးနှစ်ယောက်သားခင်သွားကြပါတော့တယ်။ ညနေကျတော့ဇီရိုကမင်းတုံးကိုစိန်ခေါ်ထိုးပါတယ်တယောက်တလဲခြာနေတော့မှအမေနန်တွေ့သွားတော့ရဲကိုတန်းလိုက်တယ်ရဲရီလာတော့ဇီရိုလဲထွက်ပြေးနေတော့မင်းနန်နဲ့တိုးလို့သူမကိုပါဆွဲခေါ်လာခဲ့ပါတယ်နောက်ပြီးတော့စကူဖောင်းအတင်းချွတ်လိုက်ပါတယ်ဇီရိုကမင်းနန်မျက်နှာမြင်ပြီးအယံကိုအံ့အားတန့်သွားခဲ့တာပါဘာလို့လဲဆိုရင်တော့မင်းနဲ့ဟာသူထန်ထားတာချက်အများကြီးကိုလှနေတာကြောင့်ဖြစ်ပါတယ်။စကူဖာကိုဆွဲချုပ်ခံလိုက်ရတာကြောင့်မင်းနန်းကတော့တတိလစ်သွားခဲ့တာပါ။ပြန်တတိယလာတော့စေယုံပေါ်ရောက်နေပြီးစကူဖာမရှိလို့ထားပြီးတော့တောင်းချမ်းမာတော့တယ်။ သူနာပြူကလည်းမက်စ်တစ်ခုကိုအမြန်ပေးလိုက်ပါရီအဖေကလည်းသူမကိုအတင်းကြောင်းသွားခိုင်းပြီးလို့ကိုကိုကိုအပြစ်တင်နေတယ်။ဒါပေမဲ့မိနန်ကစကူဖာအတင်းချုပ်ခဲ့တဲ့ဇီရိုကိုဂလန်စားခြေချင်းလို့ကြောင်းပြန်သွားမယ်လို့ဆုံးဖြတ်လိုက်ပါရီ။နောက်နေ့ဇီရိုကမိနန်ကြောင်းစဉ်းစားနေတော့မိနန်ရောက်လာပြီးသူ့ကိုပိုင်းရိုက်လိုက်ပါရီ။သူမကစကူဖာတော့မစွတ်ထားပေမဲ့မက်စ်နဲ့နေကမျက်မှန်ကိုတော့တတ်ချတာပါ။ဇီရိုကမက်စ်ကိုဆွဲချုပ်ဖို့လို့တော့မင်တွန်ရောက်လာပြီးတော့ရန်ဖြစ်ကြတယ်။ ဒလုံးနဲ့ရုံကန်ရောက်သွားပြီးမင်းနန်းကြောင့်နှစ်ယောက်သားရန်ဖြစ်ကြတယ်ဆိုပြီးတော့เจ้าမတရင်ပြန်သွားခဲ့တော့တာပေါ့မင်းနန်းကလည်းတို့ကြောင့်သူမကိုလူတွေအာယုံဆိုင်လာတယ်ဆိုပြီးတော့အပြစ်ပြောပါတယ်ဇီရိုကစိတ်ရှုံလာပြီးမေနန်းကိုရုပ်ဆိုးတယ်လို့ပြောလိုက်မိတယ်။ဒါကြောင့်မေနန်းဟာငငယ်ရအကြောင်းတွေစိတ်ထဲမှာပြန်ပေါ်လာပြီးလဲကြမလို့ဖြစ်သွားတာကြောင့်မင်းတုံးကပဲပြန်တွဲခေါ်သွားရတာပါ။မေနန်းကအကြောင်းလဲမလာတော့တာကြောင့်ဇီရိုကအကြောင်းမှန်မှုအိမ်ကိုရောက်လာတယ်။ ဒါပေမဲ့အဖေနဲ့ကိုကအိမ်ထဲကိုပေးမဝင်ကြပါဘူး။မင်းတုံရောက်လာတော့အကွာအိမ်ထဲခေါ်လာပြီးမင်းနန်းကလည်းအခန်းထဲကထွက်လာပါရီ။မင်းတုံကသူမကိုဘဲကောင်းပုံစံဆက်ကူဖောင်လက်ဆောင်ပေးပါရီ။သူမလည်းမင်းတုံကြောင့်စိတ်ပျော်သွားပြီးနောက်နေ့မှကြောင်းသွားပါရီ။ဇီရိုကသူမဆေးရောက်လာပြီးတောင်းပန်နေတဲ့အချိန်အကိုရောက်လာပြီးတော့သူမနဲ့ဝေးဝေးနေဖို့ပြောပါရီ။ ။ကျောင်းမလဲ0နဲ့2မှကျွဲနေတဲ့သတင်းတွေကပြက်နေတာကြောင့်တယောက်ပြီးတယောက်လာမိကြတာပါ။တရက်ကျတော့0ရဲ့လူတွေသူမကိုကိုဝိုင်းရိုက်နေလို့သူမပြေးလောသွားကြည့်ပါရယ်။ခဏနေတော့0ရောက်လာပြီးသူ့လူတွေကိုတန်းလိုက်ပါရယ်။0ကိုမင်းနန်းကအပြစ်ပြောတော့0ကသူခိုင်းတာမဟုတ်ဘူးဆိုပြီးသူ့လူတွေကိုသူမရှေ့မှာပဲစောလိုက်ပါရယ်။မင်းနကအားနေတဲ့သူတွေကိုထပ်ပြီးအနိုင်မကျင့်ဖို့ဇီရိုကိုပြောတယ်။ဇီရိုကအစကူပါချွတ်ပြပြီးမျက်နှာပြမယ်ဆိုရင်ဒလိုရီမလောက်တော့လို့စိန်ခေါ်လိုက်တယ်။ သူမဆက်ကူပါချွန်လိုက်တော့လာပါတဲ့ရုပ်ရည်ကြောင့်အကုန်လုံးကအာအာတန်သွားကြတော့ပါသူမမင်းတုံကိုတွေ့တော့လူတိုင်းသူမမျက်နာကိုမြင်သွားတယ်ဆိုပြီးတော့ဖန်ငိုပါတော့တယ်။ညကျတော့0ကသူမအခန်းဝရဏာကနေခိုးတက်လာပြီးသူမဟာတွေ့ဦးသမျှမိန်းကလေးတွေထဲမှာအလားဆုံးလို့ပြောပြီးတော့သူပြောခဲ့မိတာတွေအတွက်တောင်းပန်လိုက်ပါတယ်။သူမလည်း0ရဲ့ဇကားတွေကြောင့်တွေ့ဝေသွားခဲ့တော့တာပေါ့လေ။ မေနန်ကလိုင်းပေါ်မှာလဲနာမည်ကြီးသွားတာကြောင့် online တငယ်ချင်းတွေကသူမအရန်လာတယ်လို့စာပို့လာကြတာပါမေနန်လည်းအမှန်ကိုပထမအဆုံးပြန်ကြည့်ပြီးတော့သူမဟာထင်သာသလိုရုပ်ဆိုးမနေခဲ့ပါဘူးနောက်ရက်တွေမှာဆိုရင်တော့သူမကအရင်လိုဖြစ်တော့ပဲ confident အပြင်းနဲ့အပြင်းကိုထွက်ចောင်းသွားရင်းနဲ့တမန်မင်းကလေးတယောက်လိုပဲနေထိုင်သွားပါတော့တယ်ဒီနေ့ recap ကတော့ဒီလောက်ပါပဲရှင်အသေးသေးတော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချက်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်ပါရစေ